ခုဆက်ပြီးတော့เนาะအောက်တိုဘာလ20ရက်နေ့ကနေအောက်တိုဘာလ26ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရင်ရှောင်းရည်ကိုကျွန်မပြောပါမယ်နော်ဒီကာလမှာစိုးမိုးတဲ့ဇနန်းတွေကိုကျွန်မအရင်ပြောပါဦးမယ်အောက်တိုဘာလနော်အဲ20အမ်အောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစိုးမိုးတဲ့ကဏ္ဍတွေကိုကျွန်မပြောပါမယ်စိုးမိုးတဲ့ကဏ္ဍတွေကတော့ကိုကဏ္ဍခုနှစ်ကဏ္ဍ လေးကနန်း၉ကနန်း၇ကနန်း၄ကနန်းစုမိုးပါတယ်၉ကနန်း၇ကနန်း၄ကနန်းစုမိုးပါတယ်နော်နောက်တစ်ခုနောက်သူကတော့ဒါအရန်စုမိုးတာတော့မဟုတ်ဘူးဒါပေမဲ့နော်ဒါလည်းထည့်တွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကဘယ်ကနန်းလဲလို့ပြောရင်၃ကနန်း၃ကနန်းနော်အဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင် ထီထွန်းရင်ကျွန်မတခုပြောမယ်နော်ထီထွန်းမယ်ဆိုရင်ကိုယ့်ရဲ့မွေးကနန်းမွေးကနန်းဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကနန်းအဲ့ဒါမွေးကနန်းနော်ကိုယ့်ရဲ့မွေးကနန်းရဲ့နံပါတ်1ကကိုယ့်ရဲ့မွေးကနန်းဥမာ15ရက်နေမွေးတယ်ဆိုရင်တစ်လုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကိုထီနံပါတ်2အကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီထီကကိုယ့်အတွက်ထိုးလိုက်တဲ့ထီအဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့ နော်ပိုးရဲ့မွေးတဲ့မွေးနေ့တွေမွေးရက်တွေမွေးလတွေခုနှစ်တွေတစ်ခုလုံးအကုန်ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကနန်းတစ်လုံးနဲ့ထိရအောင်ပေါင်းနော်အဲ့ဒီနောက်ဆုံးကနန်းတစ်လုံးနဲ့ထိရတဲ့ကနန်းဟာကိုယ့်အတွက်ကနန်းအဲ့တော့လူတယောက်မှာကနန်းနှလုံးရှိမြေပထမတစ်လုံးကကိုမွေးနေ့ကိုပေါင်းတဲ့ကနန်းเนาะအဲ့တော့ရှစ်ရက်နေ့မွေးတဲ့လူဆို၈ကနန်းเนาะရှစ်ရက်နေ့၈လ1988ရက်မှာမွေးတဲ့လူဆိုရင်၈ရဲ့ မွေးနေ့ရှိရဲမွေးလာရှိရဲ1988ရဲအကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ကဏ္ဍတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ကဏ္ဍဟာကိုယ့်အတွက်ကဏ္ဍပဲပေါ့နော်အဲ့တော့ထီပောက်ချင်တဲ့လူတွေနော်ထီထိုးချင်တဲ့လူတွေကြရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ကဏ္ဍရဲ့ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့နော်ရနိုင်တဲ့ကဏ္ဍရဲ့ဒါကိုကိုကထီပောက်ဆင်မှာထီပောက်ဆင်ကထီကဏ္ဍနေအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ကိုယ့်ရဲ့ကဏ္ဍဖြစ်နေတယ်ဆိုရင်အဲ့ဒီထီဟာကိုထိုးစင်းတဲ့ထီပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာထီပေါက်နိုင်သောကံနဲ့ ဘယ်ဘယ်လတွေမှာထိပေါက်နိုင်သောကံကလူတိုင်းမှာမရှိဘူးเนาะတချို့လူတွေမှာထိပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားเนาะအဲ့တော့ဘယ်လတွေမှာထိပေါက်နိုင်တယ်လဲဆိုတာတော့လူတိုင်းမှာရှိတယ်ဘယ်နှစ်ခုနဲ့မှာဘယ်အသက်အပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးဒင်နဲ့တွက်လို့ရတယ်เนาะဟာဒီဘုံဒီတသက်မှာထိပေါက်ကိန်းရှိမရှိဆိုတာလေဘေးဒင်ကတွက်လို့ရတယ်ပေါ့เนาะအဲ့တော့ဟိုဒါကကျွန်မဟိုဒါဘဟုသုတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းကိုမှတ်ထားပြီးတော့ထီထိုးရင်လေဒါဟာ ကောင်းတယ်ကိုအတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုရဲ့ကိုဝင်မဲ့အိမ်နံပါတ်တို့နော်ကားနံပါတ်တို့ဆိုရင်ကိုနံပါတ်ကလေးတွေဆိုရင်တော့ကိုအတွက်အကျိုးပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မဆက်ပြီးတော့ပြောပါမယ်အောက်တိုဘာလ20ရက်နေ့ပေါ့နော်အောက်တိုဘာလ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အောက်တိုဘာလ20ရက်နေ့က 呃，要么说，我是也用呢，没敢用，家里人不吃的，我是也用塑料盖咯，所以别是一双双人锅，这是的有吧？喏，哎，没。 ။မုခယုတ်ကကြတော့သူကဒါလည်းတိတ်ကောင်းတဲ့ယုတ်တော့မဟုတ်ဘူးပေါ့နော်။အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညစ်ချမ်းနေထဲမှာတော့ပါတယ်နော်။အသင့်အင့်ချမ်းနေအရန်ကြီးချမ်းနေနေတော့မဟုတ်ဘူး။အသင့်အင့်ချမ်းနေထဲမှာပါပါတယ်။ဘာကြောင့်လဲဆိုတော့ဝစီယယုတ်နဲ့နော်မုခယုတ်ဆိုတာကလူတွေကိုထိခိုက်စေတဲ့ယုတ်ဖြစ်တယ်။ကောင်းကျိုးမရှိတဲ့ယုတ်ပေါ့နော်။အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနက်2နာရီနော်မနက်3ည3နာရီကနေမနက်2နာရီတွင် အမောင်ကာလဖြစ်သလိုမနက်9နာရီကနေပြီးတော့9နာရီ17မိနစ်ကနေပြီးတော့ည12နာရီအတွင်းလဲအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကတော့ကျမကတော့ရှောင်စီချင်ပါတယ်ဒီလိုကာလမှာကိုကဥဒူရေးတွေကိုပို့ပြီးတော့လှုပ်စီချင်ပါတယ်ပြန်ပွင့်လက်ပွင့်စေတဲ့အရာကတော့ အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဆောင်းမဲ့ခါတာကတော့ဇရဏတုံးနဲ့ဘောစင်တုံးဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နော်2025တစ်နှစ်လုံးမှာနဝင်းဆွန်းကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆွန်းကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့နော်ပစ္စည်းဥစ္စာတွေကိုပုံဆုံးစေတတ်တဲ့ဓွားချရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะ22ရက်နေ့ရတယ်နေ့မကောင်းပါဘူး ရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီရနေပြီးတော့မနက်9နာရီနဲ့16မိနစ်အတွင်းဟာအမောင်ကာလဖြစ်သလိုညနေ3နာရီရနေပြီးတော့ညနေ4နာရီခွဲကလည်းအမောင်ကာလဖြစ်ပါတယ်။အဲ့လိုကာလတွေမှာတော့ကိုကဂေယုတဆိုင်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအထူးရှောင်သင့်ပါတယ်။ကံပွင့်လက်ပွင့်စင်ရဲ့အယောင်ကတော့ပန်းယောင်ဖြစ်ပါတယ်။အရက်နဲ့နာနေနေဆိုလို့ရှိရင်တော့အရှိမြောင်ရက်ဖြစ်ပါတယ်။ ရပွားမှုဆိုရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုံပနာတုပ်ပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဖူးနေ့ရတော့ မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနယုတ်ရတဲ့နေ့ဖြစ်ပါတယ်မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက်ပျက်စီးသိမ်းဆုံးစေတဲ့ယုတ်ဖြစ်တယ်လို့ကာနယုတ်ကြတော့လည်းဆင်းရဲဒုက္ခကိုပေးတဲ့ယုတ်ဖြစ်ပါတယ်အဲ့တော့အခါမကောင်းပါဘူးနော်တနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဖူးနေ့ရလည်းအမှန်ကလားဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်။ဂိယုတဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်။တံဖွင့်လက်ပွင့်စေတဲ့အရာကတော့ အဝါရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ကတော့အရှိရက်ဖြစ်ပါတယ်ရွပွားပူဆောင်ရမယ့်ခါတာကတော့တံပုတ်တွေခါတာနဲ့ဓာရဏပရိတ်ဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းနိုင်ပါတယ်အော်တိုဝါလာ23ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်နိုင်ရတဲ့သူတိသူသူတိယရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့ဝေပုမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့နေရကောင်းတဲ့နေ့ထဲမှာပါပါတယ်။အမောင်ကာလကတော့နေ့တနာ yı 30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါရာကတော့24ပစ္စည်းပဋ္ဌာန်းဖြစ်ပါတယ်။ လူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုလူဒန်းနိုင်ပါလေရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့ပင်မန်းစည်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:20ကနေပြီးတော့ညနေ12:00ထိအချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်ရုပ်ဘွားပူဇော်ရမယ့်ခန္ဓာကတော့ဂုံတော်ကွန်ချာပုပ္ပနာသုံးနဲ့မြတ်တာသုံးကိုပူဇော်သင့်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကို လူတန်းပေးပါအောက်တိုဘာလ25ရက်နေ့ကတော့စနေနေ့ဖြစ်ပါတယ် အမတယုံနဲ့ချင်းမြင့်မြောက်စားခြင်းခံရတဲ့အမတယုံနဲ့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတဲ့ဘုဒ္ဓလာယုံရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနေ့7နာရီကနေပြီးတော့7နာရီနဲ့48မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးမနေ့9နာရီကနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ဒီလိုကာလတွေမှာကိုက အမြင်စီလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကเนาะရှောင်တဲ့နေနေထဲမှာပါဝင်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်ဖြစ်ပါတယ်အယက်မျက်နာနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရဲ့ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့တံပုတ်ဒီဂါထာနဲ့ဒါရဏပရိဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါအောက်တိုဘာလ26ရက်နေ့အောက်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာ การน้ายุ่นี่ ိဋ္ဌိယုတ်ရတဲ့နည်းဖြစ်ပါတယ်။ကာမယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိဋ္ဌိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးနှစ်မျိုးစလုံးရောထွေးနေတဲ့နည်းဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကိုကြည့်တဲ့အခါမှာအမောင်ကာလကတုံညတုံညနာရီကနေတုံညနာရီ48မိနစ်တွင်အချိန်အခါမကောင်းပါဘူး။ညနေ4နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်။ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်ပြီးတော့ကိုယ့်ရဲ့ ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မနက် ဆယ်နာရီအလွန်မှာနော်သိတိရုပ်ရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်နော်လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ကျွန်မကတော့အဖြူရောင်ကိုညွှန်ပါတယ်။အဖြူရောင်အရက်ညနာနေနဲ့ဆိုလို့ရှိရင်နော်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ပရိကြီး73ဖြစ်ပါတယ်။နော်ကျွန်မအနေနဲ့ကတနည်းနည်းနေ့တိုင်းမှာကျွန်မကပရိကြီး73ကိုရွတ်စေချင်တယ်ပေါ့နော်ဖြစ်မှန်ဖြစ်နိုင်မယ့်ဆိုလို့ရှိရင်နော်ပရိကြီး73ကိုနော်အပတ်တစ်ပတ်လုံးကိုကနေ့တိုင်းညွှန်နိုင်ရင် ောင်းပိုကောင်းပါတယ်တကယ်လို့နေတိုင်းမရနိုင်ဘူးကို့အတွက်အချိန်ပေးဖို့အခက်ခဲရှိတယ်ဆိုရင်တပတ်မှာတရက်ဆက်သက်တော့လုံးစုံအောင်ရွပွားပူဇော်ပေးပါအဲ့တော့ကျွန်မအနေနဲ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနီထားရနေ့လိုက်ဆောင်ရရှောင်းရနေလို့တော့ကျွန်မပြောချပြပါပြီဒါအပြင်နော်ဒီလိုကာလမှာဘေးအန္တရာယ်ကင်းကင်းနဲ့နော်ကပ်ဘေးတွေလည်းကိုက ကျော်လွှားနိုင်မယ်ဟလာကိုရဲ့အာကုတ္တကံနေကိုနောက်ကိုကတ်နေတဲ့အာကုတ္တကံတွေလေကိုကိုအကျိုးမပေးနိုင်မှုအတွက်လှုပ်ဆောင်ရမှာတွေကိုလေကျွန်မကညှဝေခဲ့ပြီးပါပြီအဲ့တော့ချက်တော်စီများအားလုံးကျမ်းမာကြပါစေ